အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲဒီနေ့ညနေမှာဒါကျွန်တော်တို့ topic တစ်ခုကိုနည်းနည်းလေးဆွေးနွေးခြင်းတယ်အဲ့ဒါကလက်ရှိမှာဒါကျွန်တော် United အကြောင်းလေးကျွန်တော်နည်းနည်းလေးဆွေးနွေးခြင်းတယ်အဲ့တော့ဒါကျွန်တော်တို့ Liverpool ကြောင်းနည်းနည်းပြောလာခဲ့တယ်ဟိုနေ့က Arsenal ကြောင်းနည်းနည်းလေးပြောထားတယ်အဲ့တော့ကျွန်တော်ဒါသတင်းတွေကလွယ်လွယ်ဒါ United ကိုကျွန်တော်ရဲ့ဒါ perspective ကနေကျွန်တော်မပြောရသေးဘူးနော်အဲ့တော့လက်ရှိမှာဒါ United အသင်းနေနဲ့ဒါကျွန်တော်တို့လက်ရှိရလက်တွေရသိတော့မကောင်းတာဟာ reality တစ်ခုပဲဒါပေမဲ့ ်လက်ရှိမှာတော့ကျွန်တော်တို့ glimpse of hope ပေါ့เนาะဒါကျွန်တော်တို့အသင်းတစ်သင်းအနေနဲ့နီးပြတယောက်ရောက်လာကြအမှန်တိုင်းပြောမှာဆို United အသင်းကနီးပြအစ်စ်တွေနဲ့တိတ်ပြီးမစိမ့်တော့တဲ့အသင်းဖြစ်လာခဲ့တယ်အရင်တော့ကဒါကျွန်တော်တို့ United ကနှစ်ရှည်ဟောင်းဒါကျွန်တော်နှစ်ဟောင်းနီးပြတယောက်နဲ့ဒါကျင်လေခဲ့ရတယ်ပြောတာနှစ်နှစ်ကိုတယောက်လောက်နီးပြပြောင်းတဲ့အနေဒါတကူရောက်သွားခဲ့တယ်ပေါ့เนาะအဲ့တော့ ဒီနီးပြအပြောင်းလဲအနေထားကနေလက်ရှိမှာ United အသင်းနဲ့ခါတိုင်းလိုပဲဒါဒီနီးပြကနေဒါချက်ချင်းဆိုလို့အုံနိုင်ကြီးမပေါက်ခွဲပြအောင်ဒီနီးပြဒါကျွန်တော်တို့ slow burn ပေါ့နော်ဖြည်းဖြည်းချင်းသွားတယ်ဒါပေမဲ့ United တချို့ပြိတ္တတွေကဒါမျိုးမကြိုက်ဘူးဟုတ်တယ်ဒါလည်းလက်ခံလို့ရပါဘောဆိုခုနပေါ်တော့ပဲအောင်မြင်မှုဆိုတာဝုန်းနိုင်မြင်ရဆိုတာမှာတချို့ကကြိုက်တာတွေတမှာဒါဟာလည်းလက်ခံလို့ရတယ်ဒါငင်းစရာမလိုဘူးပေါ့နော်အဲ့တော့ United အသင်းနေနဲ့အခုလက်ရှိမှာကျွန်တော် Arsenal ပွဲကြည့်ပြီးနောက်ပိုင်းမှာကျွန်တော်ပြောခဲ့ကျွန်တော်တစ်ခေါက်လွန်ခဲ့တဲ့တစ်လလောက်ကတည်းက Ruben Amorim ရဲ့ philosophy ကတော်တော်လေးကိုဒါကျွန်တော်ပြင်းတယ် တော်တော်လေးကိုပြင်တယ်ရူဘင်အာမိုရင်းကိုဒီကိစ္စနဲ့ပတ်သက်ပြီးသူနဲ့တရားဝင်ဝင်ထားဝင်ခံထားခဲ့တယ်ဗောနော် we gonna suffer a lot ဗောနော်သူပြောပုံရဆိုတော့ကျွန်တော်တို့တွေအတူတူအများကြီးခံစားအောင်မယ်အဲ့တော့ဟို United အသင်းနဲ့ဂျားရဲမှာပိုဆိုးသွားခဲ့တယ် Everton နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ United အသင်းနိုင်သွားပြီးခိုးပြနိုင်သွားချင် United အသင်းတွေတော်တော်လေးကိုဖုတ်တက်သွားဒါပေမဲ့ကျွန်တော်တို့ဒါ City အသင်းကိုလည်းနောက်ကျအာမက်ဒီယာလူနဲ့တင်းကိုနေတူဒါနိုင်သွားတဲ့အချိန်မှာ United ပြည်သက်တွေအရင်ဖုတ်မြင့်သွားတယ်ဒါခါကျရင်ပြ it's a process ပေါ့เนาะဒါခုနပြောသူပဲ Ruben Amorim ကိုဒါကျွန်တော်တို့လက်ရှိကျွန်တော်ဒီဗီဒီယိုရဲ့အချိန်မှာတခုကံကောင်းကျွန်တော်ဒီဗီဒီယိုရိုက်ဖို့ကျွန်တော်စဉ်းစားတာလွန်ခဲ့နှစ်ရလောက်ခရေကစဉ်းစားလာခဲ့ဒါပေမဲ့အခုချိန်မှာဒီလိုဗီဒီယိုဘာလို့ပို့ရိုက်ဖြစ်သွားလဲဆိုတော့ Sergeant Radcliffe ရဲ့အပြောနဲ့ကြောင့်ကျွန်တော်ပို့ပြီးရိုက်ဖြစ်သွားခဲ့တယ် Sergeant Radcliffe ရဲ့လက်ရှိပြောပုံဆိုပုံအရဆိုရင်ဒါကျွန်တော်လက်ရှိ United အသင်းကတော့ Ruben Amorim နဲ့အချိန်ပေးပြီးတော့ his ခုနပြောသူပဲအချိန်ပေးပြီးကျွန်တော်အတူတူကရင်ဆိုင်သွားမယ်ဆိုတဲ့ပုံစံမျိုးပြောသွားတယ် ဒီနေ့မှတော့ကျွန်တော်ရူဘင်အာမိုရီကိုကျွန်တော်ကြိုက်တဲ့အချက်တွေရှိတယ်မကြိုက်တဲ့အချက်တွေရှိတယ်ကြိုက်တဲ့အချက်တွေကကျွန်တော်နောက်မှပြောမကြိုက်တဲ့အချက်ရှိတယ်မကြိုက်တဲ့အချက်ကတော့ခုနပြောသေးပဲလက်ရှိရူဘင်အာမိုရီအနေနဲ့ရှိတဲ့လူနဲ့အလုတ်သိမ့်မလုတ်တဲ့အချက်ကိုကျွန်တော်သိပ်ပြီးတော့သဘောမကျတော့ဒါဟာ reality တစ်ခုပဲခုနပြောခုနပြောလက်ရှိမှာဒါတချို့ပြိတ္တတွေလည်းဒါကိုသဘောမကျတော့ရူဘင်အာမိုရီရဲ့ဒါ philosophy ကကျမ်းနေ three bad formation ဖြစ်တဲ့ကြောင့်မို့ three bad formation တွေကချက်ချင်းဆိုလို့ adjust လုပ်ဖို့အတွက် immediate မှာခက်ခဲတယ်မှာပါတယ် unless you have a jam ပေါ့နော်အဲ့တော့ united မှာဒီနေရာမှာဒီစကားကိုပြောရတဲ့အချက်မှာ jam က united မှာ ရှိတယ်။မမဲရကျွန်တော်ဘာလို့ဒီလိုပြောလို့ရလဲစပါအသင်းမှာမမဲရအန်တိုနီယိုကွန်တေရောက်လာတဲ့အချိန်မှာသူတတိပတ်သုံးတယ်တတော်လေးကိုခတ်ခဲခဲ့တယ်။ကျွန်တော်ပထမဆုံးပွဲမှာအေဗာတန်နဲ့ပွဲစဉ်မှာဇီးဇီးဆိုတာဝန်းဝန်းဆိုတာရလာတာတည်ရေချခဲ့တဲ့ပွဲစဉ်မှာကျွန်တော်သိလိုက်တာအာတတော်လေးကိုဒါကျွန်တော်ခတ်ခတ်ခဲခဲတဲ့ကြာကျွန်တော်တို့ဟိုလောက်ရတဲ့အနေထားတစ်ခုကိုသွားခဲ့တယ်လို့ပြောလို့ရရတယ်မှာပါတယ်ဗောနော်အဲ့တော့မြည်တော့ပင်စူစီကမူဒါကျွန်တော်တို့ဟို United အသင်းနေနဲ့ဒါ 3 bat formation ဆိုတော့ခက်ခဲမယ်ဒါလွယ်ကူတဲ့လမ်းစဉ်မဟုတ်ဆိုကျွန်တော်သိတယ်ဘာလို့ဆိုတော့ကျွန်တော်တို့တော့အမမရဲ့ Harry Kane ရှိလို့ Antonio Conte ဒါကျွန်တော်တို့တော်တော်လေးကိုခံတာသွားတယ်လူပြောလို့ရတဲ့အခြေအနေတခုကိုသွားခဲ့တဲ့မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တာကတော့အဖြေကရှင်းရှင်းလေးဒါကျွန်တော်တို့3 bat formation သွားရင်ခမည်းစီမှာစောက်ရန်ကောင်းနေတဲ့စောက်ရန်အောချလောက်အောင်ကောင်းနေတဲ့ကစားသမားတယောက်ရှိမှရမယ်ကျွန်တော်တို့က Harry Kane ရှိခဲ့တယ်အဲ့တော့ကဆွန်ဟောင်းမင်းကောင်းနေကြောင်မသိတာခဲ့ဘူးအဲ့တော့လက်ရှိမှာ 디디어가 United မှာကစားသမားတွေကျွန်တော်တို့ထင်ခဲ့တဲ့အာမက်ဒီယောလိုခင်ခဲ့ပြီးမဲ့လက်ရှိမှာ Bruno Fernandes ဖြစ်လာခဲ့တဲ့မှာပါတယ် Bruno Fernandes က United အသင်းရဲ့အသက်သွေးကြောတစ်ခုအနေနဲ့တော်တော်ကြီးကိုကောင်းလာတဲ့ကစားသမားတစ်ယောက်ဆိုတော့လုံးဝလုံးဝညင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ဒီနေရာမှာပြောချင်တယ်အဲ့တော့ခုနကပြောလို့ United အသင်းမှာတကယ့်ကို jam နှစ်ခုရှိတယ်ကျွန်တော်ဒါစပါးတုံးကလေပဲဒါကျွန်တော် Antonio Conte ရောက်လာချိန်မှာဒါ Son Heung-min ရဲ့အကောင်းဆုံးအချိန်နဲ့ဒါကျွန်တော် Harry Kane အကောင်းဆုံးအချိန်ပူးတွဲသွားကြတဲ့အချိန်မှာဒါ Antonio Conte တော်တော်ကြီးကိုကန်ကောင်းသွားတယ်လက်ရှိမှာ Ruben Amorim အတွက်ကလက်ရှိကန်ကောင်းဆုံးချက်က Bruno Fernandes နဲ့ဒါ ါကျွန်တော်တို့မှတ်မှတ်ရရပြောရမယ်ဆိုရင်တော့ဒါကျွန်တော်အာမက်ဒီယာလို့ပဲဒါပေမဲ့ကန်ဆိုးစွာနဲ့ရူရီအာမိုရီအဓိကလက်နက်ဒီတဲ့ကတခုဖြစ်တဲ့အာမက်ဒီယာလူကဒါကျွန်တော်တို့ဒန်ရသွားခဲ့တဲ့အချိန်မှာဘရူနိုဖာနန်ဒက်စ်တယောက်ပဲရှိတယ်ဘရူနိုဖာနန်ဒက်စ်တယောက်ကရေရှည်ရကဲ့တယ်ရေလေရကဲ့အဲ့တော့လက်ရှိမှာဒါဆာဂျင်ရက်ကလစ်ပြောတဲ့ဇာတ်ကောဒါကျွန်တော်တို့ရူဘင်အာမိုရင်းပြောတဲ့ဇာတ်ကောင်မှာတခုလုံးတခုပဲရှိတယ်။ကျွန်တော်တို့ဟာရူဘင်အာဘူးဆိုကျွန်တော်တို့ဟာဘရူနိုဖာနန်ဒက်စ်လိုကစားသမားမျိုးအသင်းမှာများများလူပါတယ်ဆိုတဲ့ဇာတ်ကလုံးပဲ။အဓိကဒီနေရာမှာတချို့ကပြောဟာဒီကစားသမားပါ ကျွန်တော်အဖေဆိုတာဘရူနိုဖာနက်စ်ကိုမကြိုက်ဘူးပုံမွေလင်းလင်းပြောတာဘရူနိုဖာနက်ကျွန်တော်ခဏခဏလည်းပြောကျွန်တော်ဖာသားကြီးလုံးဝဘရူနိုဖာနက်ဘာလို့အရင်အရင် complain လုပ်တယ်အရင် whiny ဖြစ်တယ်ဒါပြောမလို့ဖာသားကြီးတို့ခက်ကတာကျွန်တော်တို့အာကပတိန်ကြီးဆိုတာဗျာအော်ဂျီဂျေဗန်ဒါဇာတို့ကျွန်တော်တို့ဘာဖာဒီနန်တို့ဒါကျွန်တော်တို့ရိုက်ကင်းတို့မြင်လာခဲ့တဲ့လူတွေနဲ့ဒါကျွန်တော်တို့ကပတိန်လက်ပတ်အနေနဲ့တွေ့ရမယ်ဆိုရင်ဒါကျွန်တော်တို့ဘရူနိုဖာနက်စ်ကို တွေ့ရသိပြီးသဘောမကျတဲ့အမှာပါဒါပေမဲ့ that's reality ဒါပေမဲ့ Bruno Fernandes ကလက်ရှိမှာအသင်းအတွက်ကိုဒါ whiny ဖြစ်နေတာဖြစ်တယ်ကျွန်တော်လည်းမှန်တယ်ပြောဘေးဘေးပရိသတ်တယောက်ညာဒီကောင်ဆောင်းရမ်းကြီးတယ်ကွာဆိုတဲ့ပုံစံမျိုးကျွန်တော်တစ်ချက်ချက်တော့ feeling တော့ရတယ်ဒါပေမဲ့ကျွန်တော်စဉ်းစားရတယ်ငါဆိုရောငါအသင်းမှာ Bruno Fernandes ကိုကောင်းပြီးမလို့ခြင်းမဲ့နေမလားဆိုတဲ့ပုံစံမျိုးကျွန်တော်တွေးကြည့်ရတယ်မှာပါတယ်ဥပမာလူတိုင်းကြောင့်ဥပမာ Sergio Ramos နဲ့ Tam မတူ level မတူဆိုတာမှတ်မယ် Ramos ကိုကစားသမားမျိုးကြီး Diego Costa ကိုကစားသမားမျိုးကြီးခင်ဗျဒီကစားသမားကိုသူများအသင်းစီမှာခင်ဗျ ဟိုမုန်းကျင်မို့လားခမရအသိစီမှာဒီလိုကစားသမားမျိုးရခမရလူချင်မဲ့တဲမှာပါတယ်ဘရူနိုဖာနန်ဒစ်ကဒီလိုကစားသမားမျိုးပဲဘရူနိုဖာနန်ဒစ်က တခါကျဝိုင်းနီဖြစ်တာအမှတ်ပဲမဲ့သူ့အနေနဲ့ तू ကစကားကူကတော့ကစားကွင်းထဲမှာ तू ကစကားပြောရတယ်မှာပါအဲ့တော့ပြောချင်တာကရူဘင်အမိုရီရဲ့လက်ရှိ3 back formation ကတဖြည်းဖြည်းနဲ့ဒါရုပ်လုံးပေါ်လာခဲ့တယ်ခံစစ်တာကောင်းမယ်ဆိုရင် transition မှန်မှန်သာကောင်းမယ်ဆိုရင်အသင်းကလုတ်ပြတ်တက်တယ်ဆိုတာပြလာခဲ့တယ်ခံစစ်ဘက်မှာနည်းနည်းလေးအတီကျလာခဲ့တယ်ခုနကမကွာရခုနကဘဒူပဲရှိနေရှိနေခံစစ်ကလုံပြီဆိုရင် counter transition သွားလို့ရတယ်ဒါကျွန်တော်တို့ United နဲ့ဒါ Arsenal နဲ့ပေါ်စမှာ glimpse တွေ့ခဲ့တာ win back တွေကကောင်းခဲ့မယ်ဆိုရင်ဘလို့လုတ်လုတ်လေးဥမာဒါတော့ cross land လုပ်တဲ့ဘောလုံး Mazraoui စီတန်းရောက်သွား Mazraoui ွားပြီးလန့်ကန်တဲ့ချိန်မှာဒါကျွန်တော် Raya ဖမ်းသွားခဲ့တယ်။ဒါမျိုးတွေကိုကြည့်မယ်ဆိုရင်ဘလောက်တိ leverage အနေနဲ့ဒါကျွန်တော် United စီမှာရှိမလဲဆိုတော့ခမားအနေနဲ့တွေးတောစဉ်းစားကြည့်လို့ရတဲ့အခြေအဖြစ်တစ်ခုသွားရမယ်တော့မှာပါ။အဲ့တော့ပြောချင်တာက United အသိနေတာခုနကပြောသူပဲ United စီကနေပြီးတော့ခမားတခုခုတွေးလာခဲ့ရပြီ။အဖြေကအဲ့ဒါပဲ philosophy ဆိုအဲ့ဒါပဲ united ရဲ့အသင်းရဲ့ဒါ philosophy ကဒါဆိုဖြစ်လာခဲ့တယ်အဲ့တော့ကစားသမားတွေအတွက်ဒီညခုနပြောသူပြေဒါကျွန်တော်တို့ကစားသမားအသစ်ကိုလူကျင်တဲ့ bruno fernandes ဆိုတာ ruben amorim ကိုကျွန်တော်တို့တိုက်တော့မကြိုက်ဘူးဒါပေမဲ့ဒါခုနပြောသူပြေဒါဟာကျွန်တော်ရဲ့မကြိုက်တဲ့အချက်ပဲဒါပေမဲ့ ရှေ့ရင်းသွက်ကစားသမားတွေအခုလက်ရှိမှာဖြစ်အောင်လုပ်နေတာလေးတော့သဘောကျတယ် ဲ့ဒါကလက်ရှိမှာဒါဖြစ်အောင်လုပ်မမလုပ်လည်းမရဘူးလေလူမမွယ်ပြီးနိုင်တာလာမယ့်နူရာဒီမှာလဲ United လက်ရှိအချီနေရ Jim Ratcliffe ပြောပုံရ United ကအရင်ဆုံးကစားသမားတွေကိုဆွတ်ဆက်ပုတ်ပတ်ရောင်းပြီးမှဒါပြန်ပြီးတော့လူဝယ်လို့ရမယ်ဒီသားတကူရောက်လာခဲ့တယ်အဲ့တော့ပြောချင်တယ်လာမယ့်နူရာဒီမှာ United အသင်းနဲ့ကစားကစားသမားတွေကိုခွန်မဲဘာညာဆိုတဲ့ပုံစံမျိုးပြောထားတာမှန်မဲတကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ moment မှာလဲမခေါ်ဘူးဖြစ်သွားနိုင်တဲ့ပုံစံမျိုးလေးဖြစ်သွားအဲ့တော့ United အသင်းပြည်သက်အနေနဲ့ဒီဟာအထက်ပို့ပြီးတော့မျောလင့်စီရတယ်အများကြီးရှိရတယ်မှာပါအဲ့တော့ ပြောချင်တာဗျဝင်းဘက်တွေအနေနဲ့ကောင်းခဲ့မယ်ဆိုရင်လက်ရှိမှာဒါလော့နဲ့မာဇွားဝီရဲ့တွင်းနေတော့အတိုးလုတ်နေတဲ့ပိုကောင်းတဲ့ဥစ္စာတွေမြင်ရမယ်။ဥပမာလက်ရှိမှာဒီနေရာမှာခွန်ဒါတို့ဒါခုနပြောသူပဲဒိုဂူပြန်ကောင်းလာပြီလို့ဆိုရင်ဘယ်လိုမျိုးတွေဖြစ်လာခဲ့မလဲ။အဲ့တော့အရေးကြီးတာဗျအသင်းက progress ဖြစ်နေဆိုခင်ဗျားတို့မြင်ရတယ်။အဲ့ဒါကအရေးကြီးဆုံးပဲ။ လက်ရှိ United ရဲ့နီးပြအာမိုရီရဲ့လက်ထက်မှာတိုးတက်လာတယ်ဆိုတဲ့အရေးအောင်မြင်ရတယ်ဆိုခင်ဗျားတို့အတွက်အငွေ့သက်ပဲခုနကပြောဆိုဝုန်းတိုင်းကြီးကောင်းတယ်ဆိုရင်ပြဿနာရှိတယ်ဝုန်းတိုင်းကောင်းတယ်ဆိုဝုန်းတိုင်းပြန်ကြဖို့အတွက်အခွင့်အရေးတွေများရတယ်ဒါပေမဲ့ဖြည်းဖြည်းချင်းကောင်းတယ်ဆိုရင်ဖြည်းဖြည်းချင်းအချိန်လေးတွေပြန်တက်လာဖို့ကောင်းလာမှာဆိုဒါဟာခုနကပြော slow burn process တစ်ခုဖြစ်တယ်ခင်ဗျားတို့လက်ခံစားရမယ်ပြည်သက်တွေလက်ခံခု ကစားသမားလည်းခစားမယ်ဒီပြိုင်လည်းခစားမယ်ဒါပေမဲ့ဒီခန်းစားမှုရဲ့နောက်ကွယ်မှာအကျိုးမြတ်တွေအများကြီးမျိုးမြက်ရလာမယ်ဆိုတာကတော့ညင်းစရာမလိုဘူးလို့ကျွန်တော်အနေနဲ့မြင်ပြီးတယ်မှာပါတယ်ပေါ့နော်အဲ့တော့ United အသင်းနေနဲ့ Ruben Amorim ကိုလက်ရှိပိုင်ရှင်တွေကလည်းအချိန်ပေးမယ်ဆိုတဲ့ကြောင့်တိတ်ပြီးဘာမှပြောစရာတော့အထူးတလဲတော့မလိုဘူးဗျ တို့ပေမဲ့တော့ညလဲအဓိကဆွေးနွေးရမယ့်အကြောင်းအရာတစ်ခုကခုနကပြော United အသင်းအနေနဲ့ Ruben Amorim စိတ်ကြက်ကစားနိုင်မဲ့လူတွေကိုလာမဲ့လူရာဒီမှာဝယ်ပေးနိုင်မလားမဝယ်ပေးနိုင်ဘူးဆိုရင်တော့ခက်ခဲတဲ့ယာတီကိုထပ်ပြီးကြော်ဖြတ်ရအောင်မှာဖြစ်တယ်ခုနကပြောလို့ Arteta လို့မတာတော့ဖိဖိချင်းဝယ်ထည့်သွားမှာလားဒါမှမဟုတ်ဆိုရင်တော့ United အသင်းအနေနဲ့တော်တော်လေးကိုခက်ခက်ခဲခဲယာတီတစ်ခုကိုဆက်လက်ပြီးကြော်ဖြတ်ရအောင်မယ်ဒါမှမဟုတ်ခုနကပြောလို့ပဲရောင်းနိုင်တဲ့ကစားသမားတွေများများဆက်ရောင်းနိုင်များများဆက်ဆံပြန်ဝယ်နိုင်မှာလားအဲ့ဒါဆိုရင်တော့ United အသင်းအတွက်တကယ်ကို Ruben Amorim အနေနဲ့သူကြိုက်တဲ့ကစားသမားပုံစံမျိုးသာရခဲ့မယ်ဆိုရင်အသင်းကတော့တကယ်ပြောင်းလဲသွားနိုင်ပဲလို့ းကျွန်တော်ကတော့ယုံကြည်မိတာအမှန်ပဲဒုနာဘောကျွန်တော်မကြိုက်တဲ့ချက်ကခုနကဘောရှင်ရင်းဆွဲလူနဲ့သူအများကြီးမလုပ်ပြတတ်တာကျွန်တော်တိတ်တယ်ဒါပေမဲ့လူဝဲလာမယ်ဆိုရင်သူဘယ်လောက်ထိလုပ်ပြနိုင်လဲကျွန်တော်တော့တော်တော်လေးမျှော်မိတယ်မှာပါတယ်ဒါတော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ db for you တို့မှာကျင်းလူစုမှာပေါင်ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖူမမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db for you တို့မှာကျင်းလူစုပေါင်ကူညီလို့ရပါရမြန်မာပြည်လက်ကလစ်ဖူမမေ့ကြပါနဲ့ပြအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db for you ရဲ့ link တွေကိုထည့်ပေးထားခြင်းကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လက်ကလစ်ဖူမမေ့ကြပါနဲ့ဟုတ်မြန်မာကလစ်ပါမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်တူမှာကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ 这方面。